ဒါကတော့လူခန္ဓာကိုယ်မှာရှိတဲ့တကယ်အစီနမူနာပဲဖြစ်ပါတယ်။ဘာလို့ဝေးချပြီးတိုင်းဒီအစီတွေကတဖြည်းဖြည်းပြန်ကန်ထွက်လာရတာလဲ။ဒီပြဿနာကိုနားလည်အောင်လုပ်ဖို့ဆိုရင်တော့အစီဖြစ်လာတဲ့ဖွဲ့စည်းပုံနေရာမှာကိုသဘောပေါက်ပြီးအစီတွေကဘယ်လိုထွက်လာလဲဆိုတာအရင်သိဖို့လိုပါလိမ့်မယ်။ဒါကိုကြည့်ပြီးတာနဲ့လူကြီးမင်းတို့ကဘာလို့ဝေးချလဲအစီတက်လေဆိုတာကိုနားလည်သွားပါလိမ့်မယ်။ပထမဦးစွာကယ်လိုရီများတဲ့အစားအစာကိုစားပြီးတဲ့အခါသူတို့တွေဟာဥရီကနေတစင်ဆုပ်ယူခြင်းကိုခံရတယ်။ခန္ဓာကိုယ်ကဆုပ်ယူလို့ရလာတဲ့အာဟာရတွေကိုစွမ်းအင်အဖြစ်ပြောင်းလိုက်ပါတယ်။ ဒါပေမဲ့အဲ့ဒီပြောင်းလဲလိုက်တဲ့စွမ်းအင်ဟာကျွန်တော်တို့ရဲ့တနိဒာသုံးဆွဲနိုင်တဲ့ပမာဏကိုကျော်လွန်သွားရင်တော့စွမ်းအင်တွေကပိုရှန်လာမှာဖြစ်ပါတယ်။အလို့ပိုရှန်လာတဲ့ဟာတွေကိုခန္ဓာကိုယ်က triglyceride လို့ခေါ်တဲ့အဆီတမျိုးအဖြစ်ပြောင်းလဲပြီးတော့အဆီဆဲတွေထဲတင်ထားလိုက်ပါတယ်။ဒါကတော့လူကြီးမင်းဝါတုတ်လာရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ဒါဆိုရင်ဝေးချဖို့အတွက်အတော်လွယ်ကူသွားပါတယ်။ကျွန်တော်တို့ဟာတင်ထားတဲ့အစီတွေကိုထုတ်ပြလိုက်ရမှာပဲဖြစ်ပါတယ်။လက်ရှိမှာအဓိကကြားတဲ့နီလန်ကတော့ကိုလက်လှောက်ရှားခြင်းနဲ့အစာစားခြင်းစေကိုထိမ့်ချုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီနီလန်အကူနဲ့ကျွန်တော်တို့နေစဉ်စားသုံးတဲ့အစီတွေကိုကြော်လွန်ပြီးတော့ခြေဖြတ်နိုင်ပါတယ်အဒီလိုလုတ်ချင်းအဖြစ်ခနာကိုဟာအရင်ကတူလောင်ထားတဲ့အစီတွေကိုအရင်အရင်မြေဖြစ်ထုတ်သုံးလာတယ်။ရှုပ်ထွေးတဲ့ဇီဝဖြစ်စဉ်တုတ်ပြတ်မှုတွေပြီးဆုံးတဲ့နောက်အစီတွေဟာအသက်ရှူလမ်းကြောင်းကနေတဆင်ချွေးတွေအဖြစ်ပြန်ထွက်သွားပါတယ်။ရေရိုးရှိရှိနဲ့နားလည်အောင်ပြောရမယ်ဆိုရင်တော့ဝိချချင်းဟာပါဇက်ကိုထိန်ချုပ်ပြီးတော့ခြေထောက်ကိုလှူရှာနေခြင်းပါပဲ။လူအများစုကဒီနီလန်တစ်ခုကိုတုံးပြီးတော့အစီပိုတွေကိုရှော့ချနိုင်ခဲ့ပေမယ့်ဘာလို့ဝိချပြီးတဲ့နောက်အစီတွေကတရရိပ်ပြန်တက်လာရတာလဲ။ သဘောတရားကတော့တအားယူရှင်ပါတယ်။ဘာလို့ဆိုရင်တော့လူအများစုကအစားဖြတ်ခြင်းနီလန်နဲ့အစီသွားချနေလို့ပဲဖြစ်ပါတယ်။ဒီမှာအကြောင်းရင်း၃ခုပါနေပါတယ်။နံပါတ်၁ကတော့အစာဖြတ်ခြင်းကကိုယ်ခန္ဓာရဲ့ဇီဝဖြစ်စဉ်ကိုနှိမ့်သွားစေလိုပါလူကြီးမင်းကကိုကုတ်ကိုအစာငတ်ခံပြီးတော့အအောင်မြေမြေဝေးလျှော့ချလိုက်တဲ့အခါလူကြီးမင်းရဲ့အစာစားခြင်းစိတ်ကရောကြသွားပါလိမ့်မယ်အဲ့ဒီအချိန်လူခန္ဓာကအစာပြက်လန့်နေတဲ့အခိုက်အတန့်မို့ ခြေခံအရေးကြီးတဲ့လုပ်ငန်းစဉ်တွေကိုထိန်းသိမ်းထားနိုင်ရန်အတွက်ခန္ဓာကိုယ်ရဲ့စွမ်းအင်တွေကိုအလွန်ကြုံမသုံးမိအောင်နေပါလိမ့်မယ်။အလုံးနဲ့စွမ်းအင်ချွေတာရေးမှုတို့ဝင်ရောက်သွားပါလိမ့်မယ်။လူကြီးမင်းရဲ့ဇီဝဖြစ်စဉ်နှုန်းတွေနှေးလာပြီးတော့ဝိချာခြင်းအားပိုခတ်ခဲလာပါလိမ့်မယ်။လူကြီးမင်းအစားကိုပုံမှန်ပြန်စားတဲ့အခါခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်နှုန်းကျဆင်းထားတဲ့အတွက်အသေးရောက်လာတဲ့စွမ်းအင်တွေကိုအချိန်မီမချေဖြတ်နိုင်တော့ပဲဒီစွမ်းအင်တွေဟာအစီရေဖြစ်လွယ်သွားပြီးတူလောင်ခံထားရပါတော့တယ်။ဒါကတော့ပြန်ကန်အစီတက်ခြင်းရဲ့အကြောင်းရင်းတွေကတခုပဲဖြစ်ပါလိမ့်။ ဒါကြောင့်မို့လို့တချို့လူတွေဟာဒီကာလအတွင်းမှာငါးကြီးစီတွေစားတတ်ကြပါတယ်။ငါးကြီးစီမှာပါတဲ့အိုမီဂါ3နဲ့မပြည့်ဝစီတွေဟာအသားဓာတ်တွေအတွက်အလွန်ရေးကြီးပါတယ်။အကယ်လို့လူကြီးမေဟာဒီကာလအတွင်းမှာထိုင်းမိုင်းနေမယ်ဆိုရင်ငါးကြီးစီဟာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။စီစာငါးစီဟာဒီနယ်ပယ်တွေကစံတော်မှာတကဘာလုံးမှရှိတဲ့အတန်းစင်ဆုံးစုရထားတဲ့ငါးကြီးစီတစ်စိမ့်ပဲဖြစ်ပါတယ်။ကုန်တကာထုတ်လုပ်တိုင်း IFOS မှာချိန်ငါးပွင့်အဆင့်လုံးကြုံရေးထောက်ခံချက်ပေးထားပါတယ်။ငါးကြီးစီရဲ့တန်စင်မှုက65ရာခိုင်နှုန်းထက်မှရှိပါတယ်။ တရက်တလုံးတောက်ရုံနဲ့ခန္ဓာကိုယ်အတွက် Omega 3 1186 mg ဖြည့်ဆွမ်းပေးနိုင်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းတောက်သုံးနေပါတယ်။အလုံးတိုင်းကတန့်ရှင်းပြီးတော့အနံ့ဆိုးလည်းခင်ပါတယ်။တောက်သုံးသူရန်ရဲ့ဆန်တမှုတွေကိုရင်ဆိုင်ဖို့ယုံကြည်ချက်ရှိပါတယ်။နံပါတ်2အချက်ကတော့ကြက်သားဆုံးရှုံးခြင်းမှာလူကြီးမင်းကအစာငတ်ခံပြီးတော့ဝေးချတဲ့အခါခန္ဓာကိုယ်ကအရင်တူလောင်ထားတဲ့အစီတွေကိုအ धिक ဆွမ်းအရင်မြေအဖြစ်ဥစွာထုတ်သုံးပါတယ်။ဒါပေမဲ့တူလောင်ထားတဲ့အစီတွေမလွန်လောက်တော့တဲ့အခါခန္ဓာကိုယ်ကကြက်သားတ िश ူတွေကိုသွားဖြုတ်ခွဲပြီးတော့စွမ်းအင်ထုတ်ယူပါတယ်။ အထူးသဖြင့်ပရိုတင်းဓာတ်အားနည်းနေတဲ့အချိန်ဒီမှာဆိုရင်တော့ကြက်သားတွေဆုံးရှုံးရနိုင်ပါတယ်။အစီတွေဖြိုခွဲတဲ့ဖြစ်စဉ်မှာကြက်သားတွေလုံးလုံးလောက်လောက်မရှိတဲ့အခါကြံရှိတဲ့အစီတွေဟာအလွယ်တကူတူလောင်ထားခံရပြီးတော့ပြန်ကန်ထွက်လာပါတယ်။နောက်ဆုံးတစ်ချက်ကတော့အစီဆဲလေးတွေရဲ့မှတ်ညံတက်ရောက်မှုပဲဖြစ်ပါတယ်။လူကြီးမင်းတို့ကအလေးချိန်ကိုအအောင်မြင်မြင်ရှော့ချနိုင်လိုက်တဲ့အခါအဲ့ဒီအစီဆဲတွေဟာရှုံသွားပြီးမြေအရေးအတွက်တော့မပြောင်းလဲသွားပါဘူး။ အဲ့ဒါအပြင်ပိုလိုတောင် sensitive ဖြစ်သွားပါလိမ့်မယ်။လူကြီးမင်းကပုံမှန်တိုင်းပြန်စားတောက်တဲ့အခါမှာတော့အဲ့ဒီအစီစဲရီဟာအစီတွေကိုအလင်းမြန်ဆုပ်ယူလိုက်ပြီးတော့ကိုခန္ဓာကိုယ်လေးချိန်ပြတ်တက်လာတာမျိုးဖြစ်တတ်ပါတယ်။ဒါကတော့အစီစဲလေးတွေရဲ့မှညာတက်ရောက်မှုလေးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဝိတ်ရှော့ပြီးပြန်မတက်ခြင်းမှုဆိုရင်တော့ကောင်းမွန်စွာစားတောက်တဲ့လေးချင်းကိုမွေးမြူထားဖို့လိုအပ်ပါမယ်။ဖြည်းဖြည်းနဲ့မှန်မှန်လုပ်ရတယ်။အီရိုပိလေးချင်းကန်တွေလှုပ်ဆောင်ဖို့လည်းလိုပါတယ်။အချိန်တိုလေးအတွင်းအစာဖြတ်ပြီးဝိတ်ချရမှာမဟုတ်ပါဘူး။အကယ်လို့ဒီလိုလမ်းစဉ်အတွင်းအခက်အခဲတခုခုကြုံခဲ့ရင်တော့ငါးကြီးစီစားကြည့်ဖို့အကြံပေးပါတယ်။